အပရိုက်တာသမားဆိုတော့ဟောပေါ့နော်အလူရှင်တည်းကကိုယ်ယုံကြည်စိတ်ချစွာနဲ့လှူပေးလိုက်တာလှူပေးလိုက်တဲ့ငွေကိုတကယ်တကယ်ကိုပြန်လှူရမယ့်နေရာတကယ်ဟုတ်လားတကယ်စိတ်ချလားဟိုတကယ်လိုရတဲ့လူကိုရောင်းပါလေဒီငွေကအကျိုးရှိမှလေအဲ့တော့ကျွန်တော်ဘက်ကတေချာစီစစ်လေးလာပြီးမှလှူရတာကျွန်တော်ရဲ့အပိုင်းပေါ့နော်ဒါဆိုတော့ကိုအလူရှင်ရဲ့အလူငွေကအလုံးကအလူရှင်တွေကအလုံးကကျွန်တော်ပင်ပင်မဲ့စူးစမ်းပြီးရှာတဲ့ငွေကိုမြန်မာပြည်သားတွေကအခက်အခဲဖြစ်တဲ့နေရာလှူခိုင်းတော့ကျွန်တော်မှတောင်းအပြည့်ရှိတယ်အဲ့တော့ တကယ်လို့အဲ့တဲ့နေရာကိုတိတိယောက်လှူအောင်တောင်းရဲကျွန်တော်တို့တောင်းပါကျွန်တော်ကကျွန်တော်ရှိမှလှူပြီဆိုရင်တော့ကျွန်တော်တကယ်ရုံဟုတ်ပြီအဲချိန်နေပြီဆိုမှကျွန်တော်တို့ကလှူပေးတာပါဗျာပရိုက်တာတော့ကျွန်တော်တို့မြန်မာပြည်မှာတော့ပရိုက်တာတော့လိုအပ်တယ်တခြားနိုင်ငံတော့မသိပါဘူးเนาะမြန်မာပြည်မှာပါဆိုတော့အားလုံးခက်ခဲခက်ခဲမှုတွေများတယ်ဒုက္ခရောက်တဲ့လူတွေများတာပေါ့နော်ကျွန်တော်တို့လိုပရိုက်တာသမားတွေအများကြီးရှိမယ်ဆိုရင်ကျွန်တော်ခက်ခဲမှုတွေလည်းကြော့ရမယ်လိုအပ်မှုတွေလည်းပြေပြောက်မှာပေါ့နော်တခြားနိုင်ငံတွေမှာတော့ရှိမရှိတော့ အာဥရောပမှာကျွန်တော်လည်းမသိဘူးเนาะရောက်လည်းမရောက်ဘူးဆိုတော့ဒီမှာတော့တကယ်လိုရတယ်အားလုံးကပြည်သူတွေတော်တော်များအခက်အခဲဖြစ်နေတယ်ဒုက္ခရောက်နေကြတာအများကြီးဆိုတော့လေအဲ့တော့ဟိုအလူရှင်တွေကိုရီးယားကျွန်တော်တို့ကပေါင်းကူးထားပါဘောနော်အလူရှင်နဲ့အာအခက်အခဲဖြစ်တဲ့ကြားမှာကျွန်တော်ပေါင်းကူးထားအလူရှင်ကြီးကအလူငွေရရင်အခက်အခဲဖြစ်တဲ့လူပြန်ကူညီပေးတာပါဘောနော်အဲ့လိုမျိုးတွေရှိတဲ့အတော့ကိုကျွန်တော်မြန်မာပြည်ကအခက်အခဲဖြစ်တဲ့လူတွေလည်းတော်တော်များအဆင်ပြေရတယ်အာဝေဒနာရှင်လည်းတချို့ဆိုရင်လည်းတော်တော်များ အာပျောက်ကင်းသွားတာတွေလည်းရှိတာပေါ့နော်ဒါတွေအားလုံးကလည်းကျွန်တော်တို့ပေါင်းကူတရာပရိတ်တသမားတွေကြောင့်အလူရှင်တွေရှိတဲ့အတွက်ကြောင့်အဆင်ပြေသွားတာဆိုလည်းမမအောင်ဘူးဗျဟုတ်အဲအဓိကကျွန်တော်တို့ကလေအာပရိတ်တသမားဆိုတာတော့ဟောပေါ့နော်အလူရှင်တွေကကိုယ်ယုံကြည်စိတ်ချစွာနဲ့လှူပေးလိုက်တာလှူပေးလိုက်တဲ့ငွေကိုတကယ်တကယ်ကိုပြန်လှူရမယ့်နေရာတကယ်ဟုတ်လားတကယ်စိတ်ချလားဟိုတကယ်လိုရတဲ့လူကိုရောင်းမှလည်းဒီငွေကအကျိုးရှိမှလေအဲ့တော့ကျွန်တော်တို့ကတေချာစီစစ်လေ့လာပြီးမှလှူရတာကျွန်တော်တို့ရဲ့အပိုင်းပါနော်ဒါဆိုကို့ အလူရှင်ရဲ့အလူငွေကအလုံးကအလူရှင်တွေကအလုံးကကျွန်တော်ပင်ပင်မဲ့စူးစမ်းပြီးရှာတဲ့ငွေကိုမြန်မာပြည်သားတွေကအခက်အခဲဖြစ်တဲ့နေရာလှူခိုင်းတော့ကျွန်တော်တို့မှာတောင်းအပြည့်ရှိတယ်အဲ့တော့တကယ်လိုအပ်တဲ့နေရာကိုထိထိရောက်လှူပါမယ့်တောင်းရကျွန်တော်တို့တောင်းပါကျွန်တော်ကကျွန်တော်ရှိမှလှူပြီးဆိုရင်တော့ကျွန်တော်တကယ်ရုံးဟုတ်ပြီအဲချိန်နေပြီဆိုမှကျွန်တော်တို့ကလှူပေးတာပါဗျာအဟိုးရင်တော့ဗောနော်ကျွန်တော်တို့ဟိုလိန်တဲ့လူတွေလက်ထဲလှူဘူးတယ်လှူဘူးတယ်သူကဟိုကျွန်တော်ကြုံမှုတော့ဗောနော်အဲကျွန်တော်တို့ကျွန်တော်လာမှအဲ့ရတဲ့မှာစောင်းလေးပက်ပြီးတော့အာ ဟိုဟာဟိုယောဂပြောလိုက်ဒီယောဂပြောလိုက်ကင်ဆာပြောလိုက်တကယ်တမ်းကျွန်တော်စိတ်ဆာအိုးတွေလည်းကြည့်လိုက်ရောအာတခြားစိတ်ဆာအိုးတွေယူပြီးတော့ဒိတ်တွေကလည်း၃လနှစ်กว่าတိုင်းလည်းတွေ့ရပါတော့အဲ့လိုမျိုးတွေကကြုံမှုတွေဒါကျွန်တော် brighter အစမှာပေါ့နော်ကျွန်တော်အတွေ့အကြုံတွေရခဲ့တဲ့အရာလေးပေါ့နော်အခုနောက်ပိုင်းမှာတော့ကျွန်တော်ဒီလိုမျိုးတွေမရှိတော့ဟုတ်နောက်ပိုင်းကျတော့ကျွန်တော်ဟောပါတော့ ကျွန်တော်အကူအညီတောင်းရင်လည်းတဆို့အကူအညီတောင်းပြီဆိုရင်လည်းမဟုတ်တဲ့သူတွေမတောင်းရတော့ဘူးဗျာကျွန်တော်စီစစ်တာတည်တဲ့တော့အဲ့တော့ကျွန်တော်ဘက်ကလည်းအာတောင်းတဲ့လူတိုင်းကိုကျွန်တော်စီစစ်တယ်ဒါလို့ကျွန်တော်ကျွန်တော်စိတ်ကအဲ့ဘက်တေချာမသိဆိုရင်အဲ့ပက်လေဥမာဥမာမြောက်ကလာဆိုမြောက်ကလာဘက်ကကျွန်တော်မိတ်ဆွေအကူအညီတောင်းပြီးတော့ဒီအပွက်ဒီရင်မှာတကယ်ဟုတ်လားဆိုတော့ကျွန်တော်တေချာဟုတ်ပြီဆိုမှကျွန်တော်သွားပြီးတော့ကျွန်တော်ကလည်းသွားပြီးတော့အလူငွေလေးပေးတာပေါ့ဗျာအဲ့လိုမျိုးတွေကျွန်တော်လုပ်ခဲ့တာ အဲကျွန်တော်တို့ brighter ဟိုတဆို့ဆိုရင်လည်းကျွန်တော်ရဲ့အကောင့်အတုတွေလည်းအများကြီးရှိတာပေါ့နော်မနေ့တော်မှကျွန်တော် page မှာတင်လိုက်သေးတယ်ကျွန်တော်အကောင့်အတုပေါ်မှာသူကကျွန်တော်ပုံတွေထည့်ပြီးတော့ boost ထိုးပြီးတော့ဟိုကသူကအလူလိုက်ခံတာအာအမအဲ့လိုရှင်အမတို့ဆိုတော့3900တောင်ပါသွားတယ်အာအဲ့လိုပေါ့နော်အဲ့လိုဒါတွေကမလုံးသိတဲ့အရာတွေပေါ့ဗျာဒါတွေကဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့မစားအပ်တဲ့အရာတွေပေါ့နော်လောက်တာတွေလည်းမြန်မာပြည်သူပြည်သားတွေပဲအော်ငရဲကိုမကြောက်ကြတာပေါ့ဗျာမလုံးသိဘူးပေါ့နော်အဲ့80တာတကယ်လို့အခုလို့ကျွန်တော်တို့ အာဝေဒနာရှင်တအုပ်ရှိရောက်ဝင်တကယ်အချိုးရှိမဲ့ငွေပေါ့နော်အဲ့လိုမျိုးတွေမလုပ်ကြပါနဲ့ကျွန်တော် page မှာလည်းည screen shot တွေယူပြီးတော့တင်လာပါတယ်အာဘမာပဲလှူလှူပေါ့နော်ကျွန်တော်တို့ဘယ် pride ကိုပဲလှူလှူယုံကြည်စိတ်ချပြီးတေးချပြီးဆိုမှလှူပါအဲ့ဒါလေးတော့ကျွန်တော်ပြောချင်တယ်ဗျာဘာလို့ဆိုတော့ account တူတွေကအဖွဲ့စည်းတိုင်းမှာ account တူတွေအများကြီးရှိတဲ့တော့ကိုမိမိတို့လှူနှမ်းတဲ့ငွေကတကယ်လို့အဲ့တဲ့နေရာလေးကိုရောက်စေခြင်းတဲ့သဘောနဲ့ပြောတာပါဗျာဟုတ် ်ပါဟုတ်ကဲ့အခုကျွန်တော်စုံမက်ဆိုတဲ့အဲဇလန်းတွဲလေးထွက်လာရင်လဲအားလုံးအားပေးချဖို့ကျွန်တော်ပြောချင်တယ်ဗျအဲဒီကားကကျွန်တော်တို့ဟိုမတူမတူကွဲပြားတဲ့ဇာတ်တမျိုးပေါ့နော် ပညာပေးဇလန်းဆိုလည်းမမအောင်အဲ့တော့ဒီကားလေးထွက်လာရင်လည်းအားလုံးအားပေးကြဖို့အာကျွန်တော်ပြောချင်တယ်ကျွန်တော်ဒီကားရိုက်နေတဲ့အချိန်မှာလဲပေါ့နော်ကျွန်တော်က pride ကိုလုံနေမှာကျွန်တော်အားရင်အားတဲ့အချိန်လေးကြီးလဲကျွန်တော်ကုညီနေအောင်ပါပေါ့နော်ကျွန်တော်မနက်ပိုင်း shooting ရှင့်ညနေပိုင်းကျွန်တော်ရောက်တာနဲ့ကျွန်တော်အကူညီတောင်းတဲ့သူတွေကျွန်တော်တွားလှူပါမှာဘာဖြစ်လို့ဆိုတော့အာကျွန်တော်မှာအကူညီတောင်းတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်ကလည်းတရက်တရက်မလှူရရင်ကျွန်တော်မနေနိုင်ဘူးဗျအဲ့တော့ကျွန်တော်လှူအောင်ပါနော်ဒီကားရိုက်တယ်ဆိုပြီးတော့လဲအားလုံးအာကျွန်တော်အကူညီတောင်းတဲ့ဝေဒနာရှင်တွေအားမငယ်ပါနဲ့ကျွန်တော်အကူညီပေးအောင်ပါရိုက်နေနေတဲ့ကိုပေးအောင်ပါဗျာဟုတ် တဏှာကြီးလွန့်ရင်တဏှာကြီးလာလှူအောင်ပါနော်အဲ့ဒါလေးတော့ကျွန်တော်ပြောချင်တယ်ကြာဟုတ်ကျေးဇူးတင်ပါတယ်